ီလူတွေကိုအမြောက်များတက်ဖြတ်မှုဆိုတဲ့အကြောင်းအရာဒါတွေကြောင့်မို့လို့ကျွန်တော်တို့ဒါကျွန်တော်တိုင်းပြည်မှာရှိနေတဲ့မင်းအောင်လိုင်ရောအရင်ဖိလစ်ဖိလစ်ပိုင်နိုင်ငံသမရဟောင်းเนาะစတူလာတီရောဒါတွေကသူတို့ဒါပါဝါရန်ထုတ်ခံထိရရဒါတွေပြုညီပါတယ်ချိန်နဲ့မှာပဲဒါနဲ့ပတ်သက်ပြီးတော့ကျူးလွန်မှုတွေကလည်းပုံစံတူတယ်ကိုတိုင်းပြည်မှာရှိတဲ့ပြည်သူတွေကိုချုပ်ပေါက်တဲ့ကိစ္စဒါနဲ့ပတ်သက်ပြီးတော့ဟို တိုင်ကြားမှုတွေရောအထောက်ထားတွေရောရရှိထားတဲ့အချက်ဒီအချက်တွေတရားတွင်ကြီးပါတယ်မတူညီတာကတော့ခုနကတော့ကျွန်တော်တို့ပြောသလိုလူတာတေးကိုသူ့ရဲ့တိုင်းပြည်အတွင်းမှာရှိတဲ့လက်ရှိအစိုးရကနေเนาะနိုင်ငံတကာရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ဖန်စီအရေးယူနိုင်တဲ့အစ်စ်ဒါရှိတာပေါ့ကျွန်တော်တို့တိုင်းပြည်မှာကတော့အခုချိန်ထိအာဏာကိုလူယူထားတဲ့စစ်တပ်ကသူ့ရဲ့ခေါင်းဆောင်မရောက်နိုင်ဘူးပြောမျိုးအခုကိစ္စတော့ ကျွန်တော်တို့မရှိနိုင်သေးဘူး